မင်္ဂလာပါဒီနေ့ network address translation အကြောင်းကို sharing လုပ်ချင်ပါတယ်အတူကောက်အနေနဲ့ NAT လို့ခေါ်ပါတယ် NAT က private network ဘက်က IP နဲ့ public network ဘက်က IP တို့ကို translate လုပ်တဲ့အလုပ်ကိုလုပ်ဆောင်ပါတယ်ရည်ရွယ်ချက်ကအမျိုးအစားမတူတဲ့ network နှစ်ခုကိုတစ်ခုနဲ့တစ်ခု connection ရဖို့အတွက်ပင်ဖြစ်ပါတယ်ဥပမာပေးပြီးပြောရရင် NAT ကသကပြန်တဦးနဲ့တူပါတယ်ဘာကြောင့်လဲဆိုတော့ဘာသာစကားမတူတဲ့လူမျိုးနှစ်ဦးရဲ့ကြားမှာတဦးနဲ့တဦး communication ရရှိရန် translate လုပ်တဲ့အလုပ်ကိုလုပ်ပေးလို့ဖြစ်ပါတယ် NAD မျိုးစား၃မျိုးရှိတယ် static NAD dynamic NAD PAD တို့ပဲဖြစ်တယ် static NAD က private IP တစ်ခု public IP တစ်ခုကို1 to 1 mapping လုပ်ထားတဲ့ NAD မျိုးစားဖြစ်တယ် static NAD ရဲ့ mapping သည် manually configure ချထားတဲ့ permanent mapping ဖြစ်ပါတယ် external network ကနေ internet အတွင်းသို့အဆက်ဝင်ရောက်ဖို့လိုတဲ့ business မျိုးမှာအသုံးပြုကြပါတယ် common use case တွေကတော့ web server, email server, CCTV server, VPN server တို့ပဲဖြစ်ပါတယ်။ Dynamic NAT တခုထက်မကတော့ public IP တွေနဲ့တခုထက်မကတော့ private IP တို့ကြားမှာ many to many translate လုပ်တဲ့ NAT မျိုးစားဖြစ်ပါတယ်။အားသာချက်ကတော့ public IP ကတခုတည်းမဟုတ်တဲ့အတွက် local lensing ရှိပါတယ် security နည်းရဖို့ကောင်းပါတယ် static NAT လို့ external ကနေ internal ကိုအဆက်လန့်လုပ်လို့မရပါဘူး outgoing traffic အတွက်သာအသုံးပြုနိုင်ပါတယ်။ Dynamic NAD ကို Legacy Network System တွေမှာအများဆုံးတွေ့ရှိနိုင်ပါတယ်။အားနေချက်ကတော့ public IP ပို့ပြီးဝေရတဲ့အတွက်ပတ်စံကိုပို့ပြီးတော့ကုန်စေပါတယ်။ PAT ပို့အတွက် translation လို့ခေါ်ပါတယ်။ many internet user တွေကို internet အဆက်ရဖို့အတွက် public IP တစ်ခုတည်းနဲ့ translate လုပ်တဲ့ method တစ်ခုဖြစ်ပါတယ်။ office တွေမှာအများဆုံးအသုံးပြုကြပါတယ်ကိုမာက public ip ကတခုတည်းရှိတယ်ဒါပေမဲ့ internet user အများကြီးရော internet ပေးသုံးကျင်နေဆိုရင် pat ကိုအသုံးပြုနိုင်ပါတယ်အားသာချက်ကတော့ public ip တခုတည်းနဲ့ private ip အများကြီးရော translate လုပ်နိုင်တယ် public ip တခုပဲဝယ်ရတဲ့အတွက်ကုန်ကျစရိတ်နည်းတယ်အားနည်းချက်နေနေကတော့ low latency မရှိဘူး high traffic environment တွေမှာ performance ကပိုတက်နေဖြစ်နိုင်တယ် PAD က external ကနေ internal ကိုအဆက်လုပ်လို့မရပါဘူးအောက်ပေါင်း connection အတွက်တီးတန့်တာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်